ဘဲမှသွားစရာမလိုပဲနဲ့ကို့အိမ်မှာပဲကိုအာထိမ့်သိမ့်လို့ရတဲ့အပြင်မှာတခါအဲရေရှိသုံးမယ်တစ်နှစ်လောက်သုံးမယ်ဆိုရင်တစ်ချိန်ကိုထောင်စုံးလေးပဲကြာမှာပေါ့အဲ့လိုဆိုရင်တော့အရင်လဲတွက်ချေကြိုက်တယ် အာ budget less safe ဖြစ်တဲ့ကုတော်လဲအဆင်ပြေတဲ့အချိန်တက်တာရလို့ခံစားလို့ရတာပေါ့နော်။ညိုကဒီ high intensity focus ultrasound လို့ခေါ်တဲ့ high foo 14တွေအကြောင်းကိုပြောပြချင်တယ်။ဒီ high foo 14တွေကကြတော့ခွန်ညိုတို့အရေးပြားဒီအောက်မှာရှိတဲ့ texture လေးတွေကို အပူပေးပြီးတော့ collagen ကိုပိုထွက်လာအောင်လှုပ်ဆော်တဲ့ဒီလှုပ်ဆော်တဲ့ device တွေဖြစ်တဲ့ပထမဆုံးကကြတော့ခွန်ညိုတို့စီးခန်းနေမှာသုံးတဲ့ high foo 14တွေ စက်တွေရှိတယ်ပေါ့နော်အဲ့ဒါကိုမိញမ်းပြီးတော့အိမ်မှာလည်းအလွယ်တကူသုံးပြုလို့ရအောင်မီနီဟိုင်းဖူဆိုပြီးတော့ device လေးတွေထွက်လာတာပေါ့နော် RBA ဒီ new version မီဟိုင်းဖူရကြတော့အကြောင်းအနေနဲ့အဖြူနဲ့အပြာဆိုပြီးတော့နေရပါတယ်နောက်တစ်ခုကကြတော့သူက weight and battery ပါတဲ့အတွက်ကြောင့်သူကထောင်တဲ့ stand လေးလည်းပါတယ် size အနေနဲ့ကကြောင်းနည်းနည်းလေးပိုကြီးသွားတယ်ပေါ့နော်ဒီတော့အတွင်းရင်းနဲ့သုံးကြောင် ူက purse ဆိုတဲ့ fashion တစ်မျိုးပို့ပါပြီးတော့၄မျိုးဖြစ်သွားတယ်ပေါ့နော် fashion စစူပေါ့သူကဒီတုံးပြရတဲ့ပုံစံအနေနဲ့အကြတော့အရင်အတိုင်းပဲအရင်ပုံစံဒီအတိုင်းကိုပဲဒီ size လေးနည်းနည်းကြီးသွားတာလောက်ပဲပြီးွားရင် fashion တစ်မျိုးပါသွားတာလောက်ပဲပေါ့နော်ဂျန်နာကတော့အုံပြပုံချင်းတူတူပါပဲနောက်တစ်ခုကသူက battery size က9400 mAh ပါတဲ့အတွက်ကြောင့်ဒီ battery လေးကြကြသုံးခန်းတာတွေ့ရတယ် ထိရောက်မှုစွမ်းအားလည်းအရင် version ထက်သုံးဆောက်ပိုများသွားတယ်လို့သိရပါတယ်။သူကကြတော့အလားပါဆိုင်ရာဆရာဝန်တွေနဲ့တေးချာတိုင်ဝင်ပြီးတော့တနက်ခွဲလောက်အချိန်ယူပြီးထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်လုံဝကို safe ဖြစ်ပြီးတော့စိတ်ချလက်ချသုံးနိုင်တယ်။နောက်ပြီးအမခန်နဲ့တနစ်ပြထားတဲ့အတွက်ကြောင့်ဒီကြားထဲမှာတစ်ခုဖြစ်ရင်အကုန်လုံးတာဝန်ယူပြီးဖြည့်ရှင်တဲ့အတွက်သူ့တစ်စိတ်ကတော့ပြောစရာမလိုဘူးပေါ့နော်။ဒါလေးကကြတော့သူ့ရဲ့ဆက်လေးပေါ့နော်။သူ့ရဲ့ဆက်လေးကကြတော့ သူကသူတင်ထားလို့ရအောင်ပြီးတော့အထိုင်လေးလဲပါတယ်ပေါ့နော်အထိုင်လေးလဲပါတယ်အာသူရဲ့ box ကိုကြည့်မယ်ဆိုရင်သူ box ကအားရစရာကြီးဒီလို box ပေါ့နော်ဒီလို box ထဲမှာအတော်လေးစုံစလင်ပါတာကိုတွေ့ရတယ်မြူဘူးပေါ့နော်ဘူးလေးထဲမှာဆိုရင်ဒီခေါင်းမှာပတ်လို့ရမယ်ဒီခေါင်းဘက်လေးပေါ့နော်ခေါင်းဘက်လေးရဲ့ဒီမျက်နာကိုတုံးတဲ့အခါမှာဒီကြဲတွေပါတယ်ဆိုမပေအောင်ပေါ့နော်နောက်တစ်ခုကကြတော့ သူ့ရဲ့ဒီဂျေဘူးလေးနဲ့အသွင်ဂျိုးလေးပေါ့နော်အကုန်လုံးပါတယ်ဒီကဲမှာတုံးတဲ့ဒီ high food set တရားကြတော့သူက energy လည်းမတူဘူးအဲဒီ energy လည်းများတယ်ပြီးွားရင်ထိရောက်မှုလည်းပိုတည်တာတယ်ပေါ့နော်ဒီ mini high food လေးတွေကြတော့သူ့အိုနဲ့သူ့ဆန်လေးပေါ့ energy လည်းမတူသလိုထိရောက်မှုလုံးဝလည်းပိုပြီးတော့ဒီစိတ်ခန့်လောက်တော့မမိနိုင်ဘူးဒီ mini high food ဆက်လေးတွေဒီ ဒီစေကန်းကဆက်နေရှင်တဲ့အခါမှာသူကချက်ချင်း reserve မရနိုင်ဘူးစေကန်းစတီလို့နောက်တစ်ခုကကြတော့ဒီဒီကိုက consistency ရှိရှိနဲ့တုံးသွားမယ်ဆိုရင်တော့ခေါင်းမုံတဲ့ reserve ကိုရမှာဖြစ်တယ် ်ကိုမတုံးခင်မှာကိုယ့်အမျက်နှာကိုတက်ဆင်ထားပြီးပြောလိုအပ်ပါတယ်။ပြီးွားရင်သူ့ကိုဒီ step တွေကိုတုံ fashion တွေကိုတုံးပြီးသွားတဲ့အခါမှာဆိုရင်လေဒီမျက်နှာလေးပြင်သစ်ပြီးတော့ကိုယ့်ရဲ့ skin care လေးတွေကိုပုံမှန်တိုင်းလိမ့်ပေးလို့ရပါတယ်။ဂျယ်လေးကိုအသုံးပြုတဲ့အခါမှာရေခဲတာထဲမှာထည့်ပြီးအေးခံပြီးအသုံးပြုတာကပုံပြီးတော့ဒီပူတာတွေမျက်နှာမခံနိုင်တာတွေကိုပုံပြီးတက်တာစီပါတယ်။ ပထမဆုံး high full mode ပေါ့နော် high full mode ကမှ level က9ခုရှိပါတယ်9ခုကိုအစဉ်ပြေတာနဲ့တုံးလို့ရပါတယ်ခွန်ညောကျတော့3ခုနဲ့ပဲတုံးပါတယ်ဒီပူပူနွေ့နွေ့လေးဖြစ်ပြီးတော့ခွန်ညောတို့ collagen ဓာတ်ကိုလှုပ်ဆောင်ပေးပါတယ်ဒီလိုဆိုရင်တော့ခွန်ညောတို့ကိုယ့်ရဲ့မျက်နှာအရေးချောင်းတွေကိုတက်တာစေပြီးတော့ smile line တွေကိုလည်းတက်တာစေတယ်ပြီးွားရင် မျက်နှာကောလာဂျင်ဓာတ်ကိုလှုပ်ဆော်ပေးတာဖြစ်တဲ့အတွက်ကြောင့်ဝန်ယူတို့ဒီမျက်နှာဂလိုးစေတယ်ပေါ့နော်သူ့ကိုတုံးထားပေးပြီးွားပြီဆိုရင် နောက်ရမိတ်ကပ်လိမ့်တဲ့အခါဆိုရင်အရန်ကိုတိတာတဲ့ခံစားချက်ကိုရစေပါတယ်နောက်တစ်ခုကကြတော့ RF mode လေးပေါ့နော် RF mode ဆိုတဲ့ဟာကျတော့ radio frequency တစ်စက္ကန့်မှာတသန်းလုံးထွက်တဲ့ radio frequency ဒီ line ဒီ line လေးတွေကကျတော့အပူထုတ်လွှတ်ပြီးတော့ခွန်ညိုတို့ဒီမျက်နှာအောက်မှာရှိတဲ့အစီလေးတွေကိုဒီအစီဘူလေးတွေကိုခြေဖြတ်တယ်ပေါ့နော်အဲ့တော့မျက်နှာသားကြီးက ချက်ချက်ကက်ကက်နဲ့တည်ရင်လေးဖြစ်သွားစေပေါ့နော်။ခွန်ညွတ်တော့တော့အရန်အဆင်ပြေတဲ့အရန်ကြိုက်တဲ့ဒီမုတ်လေးပေါ့နော်။သူကဘာလို့ခွန်ညွတ်ကိုဝါတဲ့သူကြတော့မျက်နာကအစီပိုလေးအရန်ထွက်တယ်လीနော်။အဲဆိုတော့ဒီမုတ်လေးကကျွန်တော်မျက်နှာအသားရည်ကိုချက်ချက်ကက်ကက်လေးနဲ့တင်းရင်းလေးဖြစ်စေတဲ့မုတ်လေးဖြစ်ပါတယ်။ဒါလည်းပဲဒီစိုးရမာညာဒါမျိုးမရှိဘဲနဲ့သူကဒီနည်းနည်းနွေးနွေးလေးဆိုတဲ့ခံစားချက်ကိုခံစားရရတယ်ပေါ့နော်။ကြတော့ ဒီ EMS mode လေးပေါ့နော် EMS mode ကကြတော့ခွန်ညိုတို့သူလဲ level 5ခုရှိတယ်နည်းနည်းလေးဒီစူးစူးကြည်ကြည်ဆိုတဲ့ခံစားချက်လေးခံစားရတယ်ပေါ့နော်စူးကြည်ဆိုမဲ့ဟိုမခံနိုင်လောက်အောင်ထီတော့မဟုတ်ဘူးဒါပေမဲ့ first time user တွေဆိုရင်နည်းနည်းလန့်သွားစေနိုင်တယ်ပေါ့နော်သူကကြတော့ဒီမှာကြွက်သားလေးတွေကိုသူကဒီလိုမျိုး ကျင့်သလိုမျိုးခံစားချက်လေးနဲ့သွားပြီးတော့လှုပ်ဆော်ပေးပြီးတော့မျက်နှာကိုတင်းတင်းရင်းရင်းလေးဖြစ်စေတယ်။နောက်တစ်ခုကဒီလိုမျိုးလှုပ်ဆော်လိုက်တဲ့အတွက်ကြောင့်သွေးလည်ပတ်အမှုအောင်ကောင်းစေပြီးတော့ငင်ခေါညိုတို့ skin glow စီတယ်ပေါ့ကွယ်။အဲ့လိုဒီနောက်ဆုံးတစ်ခုကကြာတော့အရင်အဟောင်းမှာ version အဟောင်းမှာမပါတဲ့ purse ဆိုတဲ့ fashion လေးပေါ့။သူကကြာတော့ခေါညိုတို့ဒီပူပူနွေ့နွေ့ဆိုတဲ့ခံစားချက်လေးရော ုနလိုမျိုးနည်းနည်းလေးကျင့်နေဆိုတဲ့ခံစားချက်မျိုးလုံးနှစ်ခုလုံးရတယ်ပေါ့နော် သူက RF နဲ့ EMS မုံနှစ်ခုလုံးကိုပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်ဒီပို့ပြီးတော့မျက်နှာအသားရည်တင်းရင်းစီပြီးတော့အမျက်နှာ skin ကိုကောင်းစေရဲ့အာဘောနော်အဓိကအပြည့်ဒီ sensitive skin တွေလည်းတုံးလို့ရအောင်အဆင်ပြေအောင်အာလုပ်ထားပေးတဲ့ဟာလေးပေါ့နော်နောက်ပြီးတော့သူကကြတော့အသားရည်မညီရနိုင် ွက်တာတွေကိုလည်းအာတိတိသာထိရောက်စေတဲ့ function လေးပေါ့နော်ဒါလေးကကျတော့ကျွန်တော်တို့ version အားဝမပါတဲ့ function အစ်စ်လေးဖြစ်ပါတယ်ဝါမျက်နှာ၃နည်းနဲ့နီလာတာဘာညာရှိမလဲဆိုရင်လည်းပဲအဲဝက်တက်ရှူလေးကိုအေးခံပြီးတော့ဒီနေရာလေးမှာ ပြန်ပြီးတော့ဒီဖုံးထားပေးလို့ရတယ်ပေါ့နော်ဒီလိုဆိုပြန်ပြီးတော့တူတူပြန်ပြီးတော့အသားပြန်ပြီးတော့အဆင်ပြေသွားလိမ့်မယ်ပေါ့နော် ောက်ပြီးတော့ဝက်ချံရှိတဲ့နေရာလေးဆိုရင်တော့ရှောင်ပြီးတော့လှုပ်လှုပ်တင်တယ်ပေါ့နော်ဝက်ချံရောင်နေတဲ့နေရာမျိုးလေးတွေပေါ့နော်သူကဒီလိုမျိုးစက်ကိုဘယ်ဖန်ရှင်မှမဆိုဒီလိုမျိုးလေးဒီဟာဆိုရင်ဒီလိုမျိုးဆွဲသွားမယ်ဒီမေးအောက်ဆိုရင်ဒီလိုမျိုးဆွဲပြီးတော့ဒီလိုဆွဲချဒီလိုမျိုးဆွဲဆွဲချနဘူးဆိုရင်ဒီလိုအပေါ်လေးကိုလှုပ်လှုပ်ပြီးတော့တုံးသွားလို့ရတယ်ပေါ့နော်ဒီစက်လေးကကြတော့သူက10မိနစ်နေသူ့သူ့အလိုလိုလေး stop ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီကြာရင်ကိုကဒီ power button လေးကိုပြန်နှိပ်ပြီးတော့ကိုလိုအဲ့လိုအဲ့တလိုပြင်ပြီးသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ function တစ်ခုနဲ့တစ်ခုကြာမှာအနည်းဆုံး5မိနစ်လောက်နားပြီးတော့သုံးပေးတဲ့ဒီလိုမှသာပို့ပြီးတော့ဟိုကောင်းတယ်လို့အာသူ recommend လုပ်ထားတယ်ပေါ့နော်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ RMB ရဲ့ဒီ mini high food လေးတွေကကြတော့ဒီစေခန်းကို တကူကသွားပြီးတော့ treatment မယူခြင်းတဲ့သူတွေအိမ်မှာပဲကွက်ကိုလွယ်လွယ်ကူကူနဲ့လုပ်ပြီးတော့ဒီ cost ကိုလည်းဒီ short ချနိုင်ခြင်းတဲ့သူတွေတော့ဒီစမ်းသုံးတက်နဲ့ device လို့ခေါ်ညွှန်းမြင့်နဲ့ဒါကတော့အရင် high food တုန်းကလည်းခေါ်ယူပြောခဲ့သလိုပေါ့နော်နောက်ပြီးတော့ဒီစီးကဲမှလိုမျိုး reset ကိုချစ်ချင်းကြီး မရပေမဲ့ तू ကလည်း तू အထိုက်လျောက် तू စစ်နဲ့အထိုက်လျောက်ပေါ့နော်ပြီးရတဲ့ဇီနဲ့တန်အောင် result ကိုတော့တိတိကျကျမြင်တွေ့ရတယ်။နောက်ပြီးတော့ကိုဒီ consistency ရှိရှိသုံးနိုင်လေသူရဲ့ effective ဖြစ်မှုကပိုပြီးတော့ရလေဖြစ်တဲ့အတွက်ကြောင့်အာတကယ်လည်းဒီအဆင်ပြေတယ်သုံးနဲ့သုံးတဲ့နဲ့နောက်ပြီးတော့ ဒီဘာပဲဖြစ်ကွယ်ဒီ skin care တစ်ခုတည်းသုံးယုံနေမလုံလောက်ပဲနဲ့ဒီအားလေးတွေကိုသုံးတဲ့အခါမှာလုံးဝကြိုက်တဲ့ result တစ်ခုကိုရဲ့မျက်နှာသားရေအဲကိုပုံစံကိုအရေးချောင်းဒါတွေအကုန်လုံးကတိတိကျကျကိုပြောင်းလဲမှုကြီးတစ်ခုရလိမ့်မယ်လို့ခွန်ညိုက recommend ပေးချင်ပါတယ်အာဒီတော့ခွန်ညိုကဒီ RMP ရဲ့ဒီ new version လေးကိုစမ်းပြရင်းနဲ့အားလုံးကို sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်